ေဒီယိုအစီအစဉ်ကနေကြိုဆိုပါတယ်။ညစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ညစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉.၃၄မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။ မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိလိုင်းဒိုမီတာ16မီတာစက်ခွန်တက်တမ5မက်ကဟက်စကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုကြမ်းမှရှိကြပါစေလို့မြစီမရေဒီယိုဖွင့်သူဖွင့်သားတွေကဆုတောင်းမေတ္တာပို့တာလိုက်ပါတယ်အော်တိုဘာလ29ရက်တနင်္လာနေ့ညပိုင်းမြစီမရဲ့ရေဒီယိုစီစဉ်တွေကိုမြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲထိစတင်ထုတ်လွှင့်နေပါပြီကျွန်တော်ကတော့ကိုမြတ်ပါဒီကနေ့မနက်ပိုင်းတော့တင်ဆက်ပေးမယ့်သတင်းတွေကတော့ စစ်တပ်မျိုးတစ်မျိုးဖြစ်တဲ့ပြည်ဦးတွင်မှာစစ်ကော်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုမဲမပေးကြဘူးစန္ဒထုတ်ဖော်ခဲ့ကြတဲ့သတင်းရွေးကောက်ပွဲမတိုင်ခင်အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုတွေလိုအပ်ကြောင်းအာဆီယံပြောတဲ့သတင်းဆောက်တဲ့သတင်းတွေပါဝင် နောက်ဆုံးရပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားဖို့ရှိနေပါတယ်အဲ့ဒီနောက်မှာတော့မြစည်းမသတင်းဌာနရဲ့ Editor အာဘော Editorial Talk အစီအစဉ်ကိုထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ် အခုအချိန်ကစပြီးပြည်တွင်းသတင်းတွေကိုကျွန်တော်ကိုမြတ်နဲ့အတူဂျူချန်းကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မင်္ဂလာပါရှင်။နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ကျွန်မဂျူချန်းပါ။ညီနောင်မဟာမိတ်၃ဘွဲ့ရဲ့၁၂ဆစ်စည်ရေးတဲမှာတင်ပိုင်နိုင်ခဲ့တဲ့မြို့ပေါင်း53မြို့တက်ကနေမြို့၄မြို့ကိုပဲစစ်ကော်မရှင်တပ်ကပြည်လဲထိ ंछ ုပ်ထားနိုင်ပါသေးတယ်။ဤနောင်သောဘွယ်ဖြစ်တဲ့အရခတ်တော် AA တရမျိုးသားလွတ်မြောက်ရေးတမတော် TNL နဲ့ကိုကတ်တက် MNDA တို့က 2023ခုနှစ်အောက်တိုဘာ28ရက်နေ့မှာစတင်ခဲ့တဲ့10/20ဆက်စင်ရေးဟာဒီကနေ့မှနှစ်နှစ်ပြည့်မြောက်ပြီဖြစ်ပါတယ်။ 2029လုံဆောင်ချက်ကစတင်ခဲ့တဲ့ခက်ခဲကြမ်းတမ်းတဲ့ခရီးလမ်းကိုပြန်လည်သုံးသပ်ရင်းဒီကနေ့ရရှိထားတဲ့စီရေရလက်တွေဟာမရေမတွက်နိုင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့သွေးချွေးနဲ့အသက်ပေးလှူခဲ့မှုတွေနဲ့ရရှိခဲ့တာဖြစ်တယ်လို့ MNDAA စစ်ဦးစီးမှုချုပ်ဒုတိယဗိုလ်ချုပ်ကြီးကအောက်တိုဘာ25ရက်နေ့မှာကျင်းပတဲ့သတင်းစင်းပွဲမှာပြောဆိုခဲ့ကြောင်းတကူကန်ကနေသတင်းထုတ်ပြန်ပါတယ်2029စစ်စေးရေးမှာမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုကန်တက် MNDAA က ချစ်ရွှေဟော်၊လောက်ကိုင်း၊ကုံချန်း၊မော်ထိုင်၊ဖောင်းဆိုင်၊မုံကို၊ကျူကုတ်ပန်ဆိုင်၊ကွန်းလုံး၊တာမွန်းညေ၊လာရှုတိန်နီစတဲ့မြို့ဆယ်မြို့ကိုဆက်စည်ရေးထဲမှာတင်ပိုက်နိုင်ခဲ့ပါတယ်။ DNL ကတော့မန်တုံမိုးမိတ်မိုင်းလုံးမိုင်းငော့နောင်ချိုကြောင်မဲနမ်ဆန်နမ်မတူနမ်ခန်ကုတ်ခိုင်မိုးကုတ်တီဘောစရိုင်မြို့12မြို့ကိုသိမ်းပိုက်နိုင်ခဲ့တာပါ AA ကတော့စစ်စည်ရေးကိုနိုဝင်ဘာ13ရက်နေ့မှာစတင်ခဲ့ပြီးတော့ ပလဝစမီကြောက်တော်မြောက်ဦးမင်းပြမြေပုံပုံနှကျွန်းရံပြဲပောက်တော်ဘူတိတောင်ရတိတောင်တန်တွဲစနေမအီကန်းတောက်ကြီးတောင်ပြိုလက်ဝဲကျိန်တလီတောင်ကုတ်မောင်တော်အန်ကွာစရဲမြို့22မြို့ကိုသိမ့်ပိုက်ထားပြီးတော့လက်ရှိမှာလည်းဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ပါတယ်။ညနောင်သုံးဖွဲ့သိမ့်ပိုက်ထားတဲ့မြို့ပေါင်း53မြို့တဲကနောင်ချိုကြောင်မဲတီပေါ်နဲ့တရုတ်ဆိုးရရဲ့အကူအညီနဲ့လာရှိုးမြို့တွေကိုစေုပ်စုကအခု2025ခုနှစ်မှာပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်လက်ရှိမှာ30-20ကုန်ဆက်စင်ရရလက်အနေနဲ့ညီနောင်သုံးဘွဲ့ကမြို့ပေါင်း39မြို့ကိုဆက်ပြီးတော့ထိ ंछ ုပ်ထားစေဖြစ်ပါတယ်။ဒါပြင်30-20ခုဆစ်စင်ရေးထဲမှာပဲဟိုပန်နဲ့ပန်လုံမျိုးတွေကို MNDAA ကသိမ့်ပိုက်ပေးတဲ့နောက်မှာဝါတက်ဖွဲ့ UWSC စီကိုလွှဲပြောင်းပြည့်ခဲ့ပါသေးတယ်။တင်းနလီထိန်းချုပ်ထားတဲ့ကွက်ခံမျိုးကဒေသခံတယောက်ကတော့စက်ကောင်စီလက်ထက်ထက်တော့နေရထိုင်ရတာတတ်တာပြီးလောလောဆယ်အခြေအနေအရအေးအေးဆေးဆေးရှိနေသေးတယ်ဆိုပေမဲ့ဒီဇင်ဘာကျရင်တော့ပြောလို့မရဘူးလို့ဆိုပါရယ်။ တစင်နဆက်ခုစစ်စင်ရေးဟာ2023ခုနှစ်အောက်တိုဘာ28ရက်နေ့မှာစတင်ခဲ့ပြီးတော့2024ဇန်နဝါရီ12ရက်နေ့မှာတရုတ်အစိုးရရဲ့ဂျားဝင်မှုနဲ့ဟိုင်ကန်သဘောတူညီချက်ကြောင့်နှစ်ဖက်တက်တေရရည်အပြစ်ရခဲ့ကြပါတယ်အရင်နောက်စစ်ကော်မရှင်တပ်ကညောင်သုံးဘွဲ့ထိမ့်ချုပ်ထားတဲ့မြို့တွေကိုလေကြောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတာကြောင့်ဟိုင်ကင်သဘောတူညီချက်ရရှိပြီး6လအကြာ2024ခုနှစ်ဇွန်25ရက်နေ့မှာတော့10နှစ်ဆက်ကုန်စစ်စင်ရေးအပိုင်းနှစ်ထပ်မံပေါ်ပေါက်ခဲ့ပါတယ်။ 2025ခုနှစ်မတ်လမှာတရုတ်ကျောင်းဝင်မှုနဲ့စစ်ကောင်မရှင်တပ်နဲ့ MNDAA တို့ကြားပစ်ခတ်ရက်စဲခဲ့ပြီးလာရှိုက MNDAA တက်တက်ဆုတ်ခဲ့ပါတယ်။ဧပြီလ28ရက်နေ့29ရက်နေ့နဲ့ဩဂတ်စ်လကုန်ပိုင်းဒီမှာ TNL နဲ့စစ်ကောင်မရှင်တပ်တို့ကြားတရုတ်အစိုးရကျောင်းဝင်မှုနဲ့တွေ့ဆုံဆွေးနွေးမှုတွေလှုပ်ဆောင်ခဲ့ပေမဲ့လက်ရှိအချိန်ထိတော့သဘောတူညီချက်မရသေးပါဘူး။ ဥဂန္ဒာ MNDAA ကတော့လက်ရှိရထားတဲ့ပြစ်ခတ်ရဆက်ရေးသဘောတူညီချက်ဟာနောက်ဆုံးစစ်မှန်တဲ့ငြိမ်းချမ်းရေးမဟုတ်သေးကြောင်းနဲ့စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့လမ်းစဉ်ကဝေးလံနေသေးစေဖြစ်တာကြောင့်တပ်ဖွဲ့ဝင်တွေအလုံးအစဲမြဲတရရှိကြဖို့အတွက် MNDAA စေဦးစီမှုချုပ်ကအောက်တိုဘာ25ရက်နေ့တနင်္ဂနွေမှာပြောဆိုထားပါဗျာ။ တဆယ်နှစ်ဆက်ခွန်စစ်စင်ရေးမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Green မျိုးသားများကာကွယ်ရေးတပ် KNDF စတဲ့မဟာမိတ်တပ်ဖွဲ့တွေကလည်းပူးပေါင်းပါဝင်ခဲ့ပြီးတော့တဆယ်နှစ်ဆက်ခွန်စစ်စင်ရေးအရှိန်နဲ့ကရင်နေနဲ့သခိုင်းတိုင်းတွေမှာလည်းမျိုးသိန်းတိုက်ပွဲတွေဇက်တိုက်ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာသူတည်တနာအဖွဲ့ကစုဆောင်ရရှိထားတဲ့အချက်လက်တွေအရ2029ဆစ်စရေးကာလတဲမှာစကိုင်းတိုင်းကတကောင်၊တပိတ်ချင်း၊စင်ကူ၊ရွှေပြည်အေး၊ခံဘတ်၊မြို့သက်၊မော်လူ၊ပင်လယ်ဘူး၊အင်းတော်၊ဗမောက်စတဲ့မြို့ဆယ်မြို့ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်နိုင်ခဲ့ပါတယ်။ ။ကရနီမှာလည်းတက်လီလုံးဆက်စင်ရေးပေါ်ပေါက်ခဲ့ပြီးတော့မိုးပြေရှာတော်နမ်းမဲခုံဓမောဆူရွာသက်မော်ချီမဲဆက်မျိုးတွေကိုသိမ်းပိုက်နိုင်ခဲ့ပါဗျ။အဲ့ဒီမျိုးတွေအထက်ကသခိုင်းတိုင်းကကောလင်တပရင်နဲ့တပိတ်ချင်းကရနီတက်တွေသိမ်းထားတဲ့မိုးပြေဓမောဆူနမ်းမဲခုံမျိုးတွေကိုတော့စစ်ကော်မရှင်တပ်ကပြန်ပြီးထိ ंछ ုပ်နိုင်ခဲ့ပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းသခိုင်းတိုင်းနဲ့နယ်မြေထိဆက်နေတဲ့ကချင်မှာလေဆွန်ဘရာဘုံအင်ဂျန်ယန်ဆော်လော်ချီဖွေ တန်ဝါစဒုံစင်ဘိုဒေါဖုံးရန်လွဲကျဲမိုးမောက်မန်စီကမ်ပိုင်တီဖီမော်မြို့လှမပိန်စရဲမျိုးတွေကိုကချင်လွတ်မြောက်ရေးတက်မရော KIA ကတင်ပိုက်ထားပါရရှင်ဂျပန်နိုင်ငံတိုချိုမြို့ကိုရောက်ရှိနေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုစစ်ကောင်ရှင်တပ်ရဲ့မတရားဖမ်းဆီးမှုကိုခံထားရတဲ့ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့မြမငင်းချင်ရေးအတွက်ကူညီပေးဖို့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေကအမေရိကန်တန်ယုံကနေတဆင့်စာပေးဖို့တောင်းဆိုခဲ့တယ်လို့သိရပါဗျာ အဓိကကတော့ဒေါင်ဆန်းစုကြည်လွတ်မြောက်ဖို့ ਨੇ မြန်မာနိုင်ငံငင်းချိုင်းအတွက်လှုပ်တာဖြစ်ပါတယ်လို့ငင်းချိုင်းရေးကမ်းလှမ်းများအဖွဲ့ဝင်တဦးကမြစီမာကိုပြောပါတယ်အဆိုပါအိတ်ဖွင့်စာနဲ့အတူဒေါင်ဆန်းစုကြည်လွတ်မြောက်ရေးလက်မှတ်ထိုးကမ်ပိန်းပြုလုပ်ထားပြီးစုဆောင်ထားတဲ့လက်မှတ်တွေကိုလည်းပူတွဲပေးပို့ခဲ့တယ်လို့သိရပါတယ်ဒါအပြင်ဒေါင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ကွန်ပျူတာရဲ့ဖွဲ့စည်းနိုင်ဖို့ဂျပန်နိုင်ငံမှာရှိတဲ့မြမအဖွဲ့အစည်းတီးတီးကကြိုးပမ်းနေပြီးငင်းကြိုင်ရေးကလပ်များအဖွဲ့ကလည်းကွန်ပျူတာရင်ပါဝင်ကစတင်ဆောင်ရွက်နေတယ်လို့သိရပါတယ်။ American Thamra Donald Trump ဟာမလေးရှားနိုင်ငံမှာကျင်းပပြုလုပ်နေတဲ့အာဆီယံထိပ်သီးအစည်းအဝေးနဲ့ဆက်ဆက်အစည်းအဝေးတွေကိုတက်ရောက်ခဲ့ပြီးတဲ့နောက်အော်တိုဘာလ29ရက်နေ့နံနက်ပိုင်းမှာမလေးရှားနိုင်ငံကနေတဆင့်ဂျပန်နိုင်ငံကိုရောက်ရှိလာတာလည်းဖြစ်ပါတယ်။မြမစစ်တပ်ဟာ တောင်ဆန်းစစ်ကြည်ဦးဆောင်တဲ့ရတားအစိုးရကိုဖျောက်ချပြီးမတရားအနာသိမ့်ပိုက်ခဲ့တဲ့နောက်တောင်ဆန်းစုကြည်ကိုလည်းအမှုပေါင်း၁၉မှုနဲ့ဆွဆွဲပြီးထောင်ဒဏ်28နှစ်တိချမှတ်ထားတာလည်းဖြစ်ပါတယ်။အလားတူသမ္မတဦးမြင့်ကိုလည်းအမှုပေါင်း၈မှုနဲ့ဆွဆွဲထားပြီးတဲ့နောက်ထောင်ဒဏ်10နှစ်ချမှတ်ထားခဲ့တာလည်းဖြစ်ပါတယ်ခင်ဗျာ။ စစ်ကောင်မရှင်တပ်ရဲ့စစ်တပ်ကတူကြီးတွေအခြေပြုတဲ့မန္တလေးတိုင်းထဲမှာရှိတဲ့ပြည်ဦးလွယ်မြို့ပေါ်မှာ No Vote Just Trump စာသားပိုင်းအင်ဂျီဝစ်ဆင်ပြီးတော့စေုပ်စုပြုတ်လုပ်မဲ့အတူရောင်ရွှေကောက်ပွဲကိုအလိုမရှိဘူးလို့စန့်ကျင်ဆန္ဒပြလှုပ်ရှားမှုလုပ်ခဲ့ကြောင်း မင်းမြို့ပင်မထွေထွေသပိတ်အင်အားစုကဒီကနေ့အောက်တိုဘာ29ရက်နေ့မှာထုတ်ပြန်လာပါတယ်။ပြုံးလွင်ဒါမှမဟုတ်မင်းမြို့ပေါ်မှာရှိတဲ့အထင်ကရနေရာတွေဖြစ်တဲ့မြို့ဝင်ဆိုင်ပုံမြို့လယ်နာယီစင်ယထာဘူယုံညာစီတန်းစတဲ့နေရာတွေမှာတူယောင်ရွေးကောက်ပွဲစတင်မှုတွေကိုပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အဓိကလောက်ရတဲ့ရည်ရွယ်ချက်ကတော့ စစ်ကောင်စီဘက်ကလုံမဲ့အထုရောင်ရွှေကောက်ပွဲကိုမေမျိုးမျိုးသူမျိုးသားတွေအနေနဲ့ဆန့်ကျင်တဲ့သဘောဖြစ်တယ်လို့မေမျိုးပင်မတပိတ်အင်အားစုကတာဝန်ရှိသူကမစ္စမကိုပြောပါရယ်ပြည်သူတော်လှန်ရေးကြီးမှပြည်သူတော်လှန်အဓိကဖြစ်တဲ့အတွက်ပြည်သူလူထုထောက်ခံပါဝင်နေတဲ့၍အခုတော်လှန်ရေးကရှေ့ကိုဥတီရှေ့ရှုနေမှာဖြစ်ပြီးတော့ပြည်သူအလုံးအနေနဲ့လည်းစေအုပ်စုကိုငုံမခံဘဲရှားရနီလန်းနဲ့တုတ်ပြန်နေကြဖို့လိုအပ်တယ်လို့ဆိုပါရယ် ပြုံးလွင်မှာစစ်ကောင်မရှင်လက်နက်ကိုင်စစ်သားတွေလုံခြုံရေးတင်းကျပ်တဲ့ကြားတွေကနေအခုလိုမျိုးတူယောင်ရွှေကောက်ပွဲအလိုမရှိကြောင်းဆန္ဒပြခဲ့တာဖြစ်တယ်လို့ဆိုပါရယ်ကျွန်တော်တို့မျိုးကလည်းစစ်တပ်မျိုးဖြစ်နေတော့မျိုးသူမျိုးသားတွေအနေနဲ့လည်းလှုံမရဘူးအဲ့ဒီအတွက်ကိုကျွန်တော်တို့ရဲ့လှုံရှားမှုတွေအတွက်ဝန်းရံပေးဖို့တောင်းဆိုပါရယ်ပြည်သူတွေအနေနဲ့လည်းစစ်ကောင်စီလုံမဲ့ရွှေကောက်ပွဲမှာပါဝင်ကြဖို့စန့်ကျင်ကြောင်းမပတ်သက်ကြဖို့တောင်းဆိုပါရယ်လို့ ဗေမျိုးပင်မတပိတ်အင်အားစုတာဝန်ရှိသူတယောက်ကပြောပါရယ်အာနာသိန်းစိယောစုကရွေးကောက်ပွဲကိုလာမယ့်ဒီဇင်ဘာ28ရက်နေ့မှာကျင်းပသွားမှာဖြစ်တယ်လို့ကြေညာထားပြီးတော့အဲ့ဒီရွေးကောက်ပွဲကိုတော်လရင်အင်အားစုတွေကဆရာနာရှင်သက်ဆိုးရှိစီမဲ့ရွေးကောက်ပွဲတစ်ခုအဖြစ်ရှုမြင်ကတပိတ်မှောက်ဆန်းကျင်ဖို့အတွက်တိုက်တွန်းနေကြပါရယ် ဒါပြင်မလေးရှားနိုင်ငံမှာကျင်းပနေတဲ့48ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာလည်းမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အာဆီယံဘုံတဘောတူညီချက်၅ချက်အကောင့်ထဲပေါ်မှုအသုံးသက်ချက်နဲ့စုံပြတ်ချက်တွေကိုအောက်တိုဘာ26ရက်နေ့မှာရက်စွဲနဲ့ထုတ်ပြန်ခဲ့တာမှာအဲ့ဒီကြေညာချက်မှာဆေးအုပ်စုကျင်းပမဲ့ရွေးကောက်ပွဲမတိုင်ခင်အပြစ်ခတ်ရက်စဲရင်းနဲ့အလုံးပောင်းဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုပြုလုပ်ရမယ်လို့ဖော်ပြထားပါတယ်ရှင်။ မြစီမရေဒီယိုရဲ့တနင်္လာနေ့ညပိုင်းအထိနောက်ဆုံးရပြည်တွင်းသတင်းတွေကိုဆက်လက်ထုတ်လွှင့်နေပါတယ်ဆေးဆုကျင်းမမဲ့ရွေးကောက်ပွဲမတိုင်ခင်အပြစ်ခတ်ရစဲရင်နဲ့အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးမှုပြုလုပ်ရမယ်လို့အာဆီယံကထုတ်ပြန်လာပါတယ်။မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့48ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့အာဆီယံဘုတ်သဘောတူညီချက်၅ချက်အကောင့်ထဲဖော်မှုအပေါ်သုံးသပ်ချက်နဲ့ဆုံးဖြတ်ချက်ကိုအောက်တိုဘာ26ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်လာတာဖြစ်ပါတယ်။ အရေးဆုံးဖြတ်ချက်တွေမှာစုစုပေါင်းအချက်28ချက်ပါဝင်ပြီးတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလေ့လာဆောင်ကြည့်ဖို့ဖိတ်ကြားချက်ကိုမှတ်သားထားကြောင်းနဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးပွင့်လင်းမြင်သာပြီးတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့နဲ့တည်ငြိမ်မှုရှိပြီးတော့အားလုံးပါဝင်နိုင်ဖို့အရေးပါတယ်လို့အာဆီယံကဆိုပါတယ်။ဒါအပြင်မြန်မာစစ်တပ်ဟာအာဆီယံဘုံသဘောတူညီချက်တွေကိုအကောင့်ထည့်ဖို့တဲ့နေရာမှာတိတာထင်ရှားတဲ့တိုးတက်မှုမရှိတဲ့အပေါ်အထူးစိုးရိမ်ပူပန်ကြောင်းလည်းထည့်သွင်းဖော်ပြထားပါတယ်။ အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထဲဖော်မူမှတည်တာတဲ့တိုးတက်မှုမရှိမချင်းအာဆီယံထိပ်သီးအစည်းအဝေးတွေနဲ့အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးတွေမှာမြန်မာနိုင်ငံရဲ့နိုင်ငံရေးနဲ့မသက်ဆိုင်တဲ့ကိုယ်စားလှယ်ကိုပဲတက်ရောက်ခွင့်ပြုမယ်လို့အာဆီယံကဆုံးဖြတ်လိုက်ပါတယ်။ဒါအပြင်အခရယာဇင်အရာမြန်မာနိုင်ငံဟာလာမယ့်နှစ်မှာအလှည့်ကျအာဆီယံဥက္ကဋ္ဌနေရာတာဝန်ယူရမှာဖြစ်ပေမဲ့မြန်မာမှာလက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေကြောင့်မြန်မာနိုင်ငံအစားဖိလစ်ပိုင်နိုင်ငံကဥက္ကဋ္ဌအဖြစ်တာဝန်ယူဖို့အတွက်ဆုံးဖြတ်ခဲ့ပါသေးတယ်ရှင်။ ဆဲအုပ်စုရဲ့ရွေးကောက်ပွဲဝါဒပြန်စကားမှာပါဝင်သရုပ်ဆောင်ထားတဲ့အမှုပညာရှင်တွေကိုပြည်သူတွေကဝေဖန်မှုအချိန်မြင့်တက်လာနေပါတယ်။ဝေဖန်မှုတွေနဲ့တူအဲ့ဒီအမှုပညာရှင်တွေကိုအားမပေးကြဖို့နဲ့သူတို့ကြော်ညာတဲ့ထုတ်ကုန်တွေကိုပါမချမ်းမတုံးဆွဲပဲနေကြဖို့အတွက်တိုက်တွန်းလှုပ်ဆော်မှုတွေလည်းရှိလာနေတာပါ။ရခိုင်ပြည်နယ်စစ်တွေမြို့ကန်တအူးကနေတိုးကိုကမ်းလှမ်းလာလို့ဆိုရင်နေတိုးကစဉ်းစားရမယ်။ငါလှုပ်ပေးရမလားမလှုပ်ပေးရဘူးလားဆိုတာ။ ချူးလေးဆိုလဲငါရခိုင်လူမျိုးနေနဲ့ဒါကိုရိုက်တင်လားမရိုက်တင်လားဆုံးဖြတ်ရမယ်အခုလို့အပြောဆိုခံရရင်စင်ဂျီတွေပေးအောင်မယ်ကျွန်တော်တို့ကတော့မကောင်းဆိုးဝါးစစ်ကော်မရှင်ကိုထောက်ခံပေးရင်ဆက်အားမပေးရုံဒါပဲရှိတာလို့ပြောပါတယ်တော်လန်ရေးပုံရိပ်ကိုဖြတ်ကရွေးကောက်ပွဲအတွက်မဲဆက်စည်းရုံးနေတဲ့အเจ้าရာကိုပုံဖော်ရိုက်ကူးထားတဲ့ခေတ်သမိုင်းကိုဒုံးဆိုင်မဲ့သူများအမြင်နဲ့ဝါဒဖြန့်စကားမှာအဓိကတယောက်ဆောင်တွေအနေနဲ့နေတိုမြင့်မြတ်နေဝင်းအေးချမ်းမောင် ချူလေးမင်းမြမုံနဲ့ဇက်ရံတွေမှာအောင်ခိုင်တဲ့ငပြောကျော်တို့ကတရုတ်ဆောင်ထားကြတာလည်းဖြစ်ပါတယ်စစ်ကော်မရှင်ရဲ့ဝါရဖြန့်ရုပ်တံ MRTV channel မှာပြသတဲ့အဲ့ဒီဇကားရဲ့ဇလမ်းမိုင်းအစဗီဒီယိုတွေဟာအော်တိုဘာလ26ရက်နေ့မှာလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာပြီးတဲ့နောက်အော်တိုဘာလ28ရက်နေ့မှာတော့ပြည်သူတွေက post တင်တာ share တာတွေပြုလုပ်ပြီးပြင်းထန်စွာရှုံချဝေဖန်နေကြတာလည်းဖြစ်ပါတယ် ဇပွင့်ကန်းထဲမှာတော်လိုင်းအင်အားစုတွေ CDM လောက်ကြသူတွေကာကွယ်တပ်ဖွဲ့ဝင်တွေကိုပုံရိပ်ဖြတ်ထားပြီးစစ်အုပ်စုရဲ့လုပ်ရက်တွေကိုထောက်ခံခိုင်းတဲ့ပုံစံနဲ့ဝါဒဖြန့်ထားတာလည်းဖြစ်ပါတယ်။အဲဒီနောက်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမဝေဖန်ကြဖို့နဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ post တင်မရေးသားကြဖို့ပြုလုပ်ပါကထောင်နှံချအရေးယူနိုင်တဲ့အသုံးအနှုန်းတွေနဲ့တရုတ်ဆောင်အောင်ခိုင်ကစကားထဲမှာထည့်သွင်းပြောဆိုထားပါတယ်။ နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်တောင်အောင်ဆန်းစုကြည်နှင့်တပ်ပုံ တွဲရိုက်ထားတဲ့အမှုပညာရှင်တွေဟာလည်းယခုကာလမှာမျက်နှာဖုံးကွာကြပြီးစေအုပ်စုကိုထောက်ခံနေကြတာကို မြင်တွေ့နေရတယ်လို့ ရိသတ်တဦးကသုံးသပ်ပါတယ်။ဆီယာနာတိတ်နဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့နောက်ပိုင်းအခုဇကားမှာပါဝင်ပြုတ်ဆောင်သူအများစုဟာဆီယာနာတိတ်မှုကိုစန့်ကျင်ရန်ဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ဓာတ်ပုံမှတ်တမ်းတွေကိုရှာဖွေပြီးတော့လောင်ပြောင်တယောထားတဲ့ post တွေကိုလည်းလူမှုအကွန်ရက်မှာဖြန့်ဝေနေကြပါတယ်။ဒါအပြင်ဇကားမှာပါဝင်သူတွေရဲ့ account page တွေကို unfollow unlike ပြုလုပ်ဖို့တိုက်တွန်းချက်တွေနဲ့အတူကိုယ်တိုင်ကိုကြဆက်မအားမပေးဖို့ invite အားတိုင်းပြောဆိုထားတဲ့ post တွေကိုလည်းတွေ့လာနေရပါတယ်ခင်ဗျာမြစီမရေဒီယိုရဲ့တင်းလာနေညာပိုင်းနောက်ဆုံးရပြည်တွင်းသတင်းတွေကို တင်ဆက်ပေးကြတာပါ အခုကတော့နိုင်ငံတကာသတင်းတွေကိုနားဆင်ကြရမှာပါ ယခုနှစ်နွေရာသီကပြင်းထန်တဲ့နိုင်ငံကြားနယ်စပ်ဖြတ်ကျော်ပစ်ခတ်တိုက်ခိုက်မှုတွေအပြီးထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့အပြစ်ခတ်ရဆဲရေးစာချုပ်ကိုလက်မှတ်ထိုးရမှာအဲ့ဒီပွဲကိုကြီးကြပ်ပြုလုပ်ပေးဖို့အတွက်အမေရိကန်တမန်ရတော်နန်ထရန့်မလေးရှားနိုင်ငံကိုတင်းငွေတွေနေကရောက်ရှိလာခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ဟာဆယ်စုနှစ်များစွာအတွင်းအစိုးရနေဆက်ဖြတ်ကျော်တိုက်ခိုက်မှုကိုဇူလိုင်လအတွင်းကဖြစ်ပွားခဲ့ပါတယ် တောထူထက်သောနယ်စပ်မှာနေနမိတ်အငင်းပွားမှုဖြစ်ပွားအပြီး၅ရက်ကြာတိုက်ခိုက်မှုဖြစ်ပွားခဲ့တာပါတဘောတူညီချက်မှာနယ်စပ်မှာခြားထားတဲ့လက်နက်ကြီးတွေနဲ့မြေမြုပ်မိုင်းတွေကိုဖယ်ရှားဖို့မှန်မှန်တရင်တွေဖြန့်ချီတာဒါမှမဟုတ်အားပေးတာတို့ကိုရှောင်ကျဉ်ဖို့နဲ့ဖန်စီထားတဲ့ကမ္ဘောဒီးယားစစ်သား၁၈ဦးကိုထိုင်းနိုင်ငံကအလင်းမြန်လွှတ်ပေးရမယ်လို့ဆိုပါတယ် နေဆက်ကော်မတီတွေထားရှိကဆင်းဆက်ဆွေးနွေးတာတွေကိုဆက်လက်ပြုလုပ်သွားရေးနှစ်ဖက်သဘောတူညီခဲ့ကြပေမဲ့လည်းတိုက်ပွဲဖြစ်ပွားစေခဲ့တဲ့အဓိကနေဆက်အငင်းပွားမှုပြဿနာဖြေရှင်းရေးပါဝင်တာမရှိသေးပါဘူးစစ်သားတွေဟာအပြန်အလှန်ပြစ်ခတ်မှုကြောင့်အနည်းဆုံးလူ40တေဆုံးခဲ့ရပြီးတော့လူ3သိန်းအိုးအိမ်ဆုံးခွာထွက်ပြေးခဲ့ရပါတယ်တိုက်လေရင်တွေနဲ့လည်းပြန်တန်းတိုက်ခိုက်ခဲ့ကြပြီးတော့ဒရုန်းတွေနဲ့လည်းအပြန်အလှန်ပြစ်ခတ်ကြပါတယ်ခင်ဗျာ မြစည်းမရေဒီယိုရဲ့တင်းနှင်းလာနေညပိုင်းပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကို တင်ဆက်ပေးခဲ့တာပါ အခုဆက်လက်ပြီးအဒီတာအာဘောအစီအစဉ်ရဲ့ပထမပိုင်းကို ထုတ်လွှင့်ပေးသွားဖို့ရှိနေပါတယ်မင်္ဂလာပါရှင်မြစမောက်တူတူရဲ့ talk season ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေ ဒီတစ်ပတ်မှာတော့လူလူစိတ်ဝင်စားဖို့များနေတဲ့ဒီထိုင်းမာနေဇက်ကကြားဖြန့်ကိစ္စရင်းနဲ့ပတ်သက်ပြီးတော့ညီမဆွေးနွေးသွားဖို့အတွက်ရွေးချယ်ထားပါတယ်။ဆိုတော့ဆရာမင်္ဂလာပါရှင်။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျ။ဟုတ်ဆရာ။ဆိုတော့ပထမဆုံးပေါ့လေဒီထိုင်းမြန်မာနယ်စပ်ကဒီကြားဖြန့်စင်တာတွေကပေါ့လေဘယ်ချိန်ကနေပြီးတော့ဘယ်လိုမျိုးစပြီးတော့ကြီးထွားလာတယ်လဲဆိုတဲ့ဟာကိုအရင်ဆုံးပြောပြပေးပါအောင်ရှင်။ထိုင်းမြန်မာနယ်စပ်ဒီကရင်ပြည်နယ်မြဝတီမြို့နယ်လေးကို ကြပ်ဖြတ်စင်တာတွေရောက်လာတာဗောလေမြဝတီမြို့နယ်တွေတော့မကဘူးဟိုဒီနေဆက်တလျှောက်ဒီဟာတွေရောက်လာတာက ပြောရရင်တော့ဇင်းမြစ်ကတော့မူလဇင်းမြစ်ကတော့အိုးတရုတ်နဲ့ဆက်ဆက်နဲ့တရုတ်နိုင်ငံနဲ့ဘာလို့လဲဆိုတော့ဒီစင်တာတွေကိုလေပတ်နေခဲ့တာကမူမူလတရုတ်နိုင်ငံကတကယ်ကိုမှ organize crime syndicate ကြီးတွေစနစ်ကျတဲ့တကယ်ရာဇဝတ် syndicate ကြီးတွေပေါ့ ရာဇဝင်မှာတရုတ်ပြည်မှာဒီလိုမျိုးစင်ဒီကိတ်ကြီးတွေလူမိုက်ဂိုင်းကြီးတွေเนาะတရားမဝင်မှောင်ကိုလုပ်တာကြားလာနေပြောရရင်တော့အခုကြားဖြန့်လုပ်ငန်းနဲ့ချိတ်ဆက်တာကဖူးကျင်ဂိုင်းတွေများတယ်ဖူးကျင်ဆိုတာထိုင်ဝမ်ကြီးလက်ကြားနာပေါ့เนาะသူတို့ကတမိုင်းမှာလည်းအဲဒီအလုပ်တွေလုပ်တာတည်းမကအောင်နိုင်ငံရေးနဲ့လည်းဆက်နွယ်ဒါဟိုးတုံးเนี่ยဟိုမင်းမင်းလက်ဆက်တို့ပါတော့မင်းမင်းဟိုလက်ထက်တို့ပါတော့ပေါ့เนาะဒီခစ်တက်တမိုင်းမှာဆိုရင်သူတို့ကဒီဒုရက်ကွာစစ် အဲမှာဒီချန်ကီရှိပဲပါခဲ့တဲ့သူတွေအဲ့ဒီမှာဒီချန်ကီရှိအုပ်စုနဲ့ဒီမော်စီတွန်းရဲ့ကွန်မြူနစ်အုပ်စုဟိုခြားကြတာမှာတိုက်ခိုက်ကြတာမှာမော်စီတွန်းရဲ့အုပ်စုကအနိုင်ရတဲ့အခါကျတော့သူတို့တွေကိုပါဖြိုခွဲခံရပြီးတော့သူတို့တွေကပြပောက်ကိုထွက်ပြေးကြတာပေါ့နော်အဲ့ဒါလို့ねဒီမကာဝိုတို့ဟောင်ကောင်တို့မှာအာတကယ်ဟိုမှာတိုက်ကြည့်တဲ့ပတ်စံရတဲ့အပေါင်းကိုလုပ်ငန်းတွေလုပ်နေကြတယ် အဲ့တော့နားကြမှာတော့ဒီလိုမျိုးရာဇွတ်ဂိုင်းနေဆိုတော့ဟိုလမ်းဘေးအုပ်စုဘက်ရိုက်နေတဲ့ဟာမျိုးတွေပဲမြင်လာမယ်။ဒါမျိုးတွေလည်းဒီဟောင်ကောင်ဂိုင်းတွေမှာမရှိလားဆိုတော့ရှိတယ်။ဒါပေမဲ့ဒီအုပ်စုတွေကြတော့ဒီဒီအဖွဲ့တွေကြတော့တကယ်ကိုမှစနစ်ကျသူတို့ကအာ professional တွေပါပါတယ်။သက်ဆိုင်ရာအုပ်စုအဖွဲ့တွေနော်။အာအလိုနဲ့တရုတ်ဆိုးရကဒီ2000ခုနှစ်နောက်ပိုင်းနေမှာမကာဝိုဟိုမှာဒီ cross border နေစားဖြတ်ကျော်လောင်စားလုပ်ငန်းတွေနောက်ပြီးတော့ money laundering ငွေငွေပြူလျှော်တာတွေကိုဖြိုခွဲလာတဲ့အခါမှာသူတို့ကအရှိတောင်အရှက်ဘက်ကိုပြောင်းလာတယ်။သူတို့ပြစ်မှတ်ထားတဲ့နိုင်ငံတွေကတော့တရားဥပဒေစိုးမိုးမှုအားနည်းတဲ့နိုင်ငံတွေအကျဉ်းသက်ခြားစားမှုကြီးတဲ့နိုင်ငံတွေနောက်ပြီးတော့မြန်မာပြည်လိုဟာမျိုးပေါ်ပါဝါ vacuum ဖြစ်တဲ့နိုင်ငံတွေအစောပိုင်းမှာတော့သူတို့ကကမ်ဘောဒီးယားတို့လာအိုတို့မှလုပ်တယ်။အဲလာအိုဆိုရင်အခုဒီရွှေသိမ်းပြန်သွားလိုက်လို့ရှိရင်တိတ်တိတာလာအိုဘက်က တကယ်ဟိုမှာကြီးကြီးမားမားဖြစ်နော်သူတို့ကလည်းဒီဘလောက်ထိရင့်လဲဆိုရင်ကမ္ဘောဒီးယားမှာတော့ဆီယာနုဟိုဆီယာနုဗယ်လီမှာတော့သူတို့ရဲ့အဲ့ဒီဇုံတဲ့ကိုကမ္ဘောဒီးယား အာဟိုရဲရဝင်လို့မရအာနာမသိရောက်တာပေါ့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့ကမ္ဘောဒီးယားတို့လာဝတို့မှာနိုင်ငံငါဖိအားမြင့်လာတဲ့အချိန်နော်အဲ့ဒီမှာမြန်မာပြည်နေဆက်ကိုရောက်လာဒီနေဆက်တွေကကြတော့အုတ်ချုံမှု မမရရမရှိဘူးဘယ်ဖွဲ့ရအုပ်ချုပ်တယ်လို့ဟိုမမရရပြောလို့မရနောက်ပြီးတော့လက်နက်ကင်ပရိကကြီးနေတာ power vacuum ဖြစ်နေတဲ့ဟာပေါ့ကမ်ဘောဒီးယားမှာ2019ဒီတီယာနုဗယ်မာစစ်စင်ရင်းနဲ့ operation လုပ်ပြီးတော့နှိမ်နင်းတဲ့အခါအဲ့တော့ဒီ center တွေရပေါ့နော် scan center ဖြစ်လာမဲ့ဟာတွေကညောင်ရီတဲကိုခြေကုပ်စယူလာအဲ့ဒါအဲ့ဒီအချိန်မှာပြစ်တာလဲ covid ကာလကြီးဖြစ်မြန်မာဆိုးရွားကပြောရရင်တော့မသိဘူးဒါတွေနေပတ်သက်ပြီးဘယ်လောက် ကျေကျေပြန်ပြန်ဖြစ်လဲဆိုတာပါမသိဘူးတကယ်သတင်းတွေထွက်လာလူကုန်ကူးမှုတွေအာဖြစ်လာတယ်နောက်ပြီးတော့အေးကမ်ဘောဒီးယားမှာတော့ဒီလိုဖြစ်ပျက်တွေရှိခဲ့တယ်ဆိုတဲ့သတင်းတွေတက်လာကျွန်တော်တို့ဆိုရင်အဲ့ဒီသတင်းတွေမြေကြီးမှာတောက်လျှောက်ဖော်ပြခဲ့နော်ဒါနိုင်ငံတကာသတင်းအနေနဲ့အဲ့လိုတွေဖြစ်လာတဲ့အချိန်2020ဂျွန်လထဲမှာအန်ဒီဆိုအနေနဲ့ investigation ဝင် investigation ဝင်မလို့တော့ဒါမဲ့ဘာဖြစ်လဲဆိုတော့ပြကျွန်တော် covid နဲ့သွားတိုက်နေရောအာအဲ့ဒီနောက်တော့ ဒီကိုစစ်ပြစ်အာဏာသိမ်းမှုဖြစ်ပြီးတော့အဲ့ဒီ investigation တွေကလည်းရပ်သွားတာအဲ့လိုနဲ့ဒီဒီဒီကြားဖြတ်လုပ်ငန်းတွေကတကယ်ကြီးမားခဲ့တာလောက်ကိုင်းတို့မူဆဲတို့မိုင်းလာတို့နော်ဒါဒီဒီလုပ်ငန်းတွေကကူဟာအကြီးမားခဲ့တယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ overseas chinese assessor တွေရှိတယ်အဲ fujin အင်းတွေကလည်းအဲကဘာမှာ overseas chinese ဆိုကြီးလိုက်လို့ရှိရင် fujin တွေကများတယ်နော်သူတို့ကအဲ့တော့ဒီ assessor တွေ ਨੇ ဒီရှမ်းမြောက်မှာရှိတယ် သူတို့ကဒီလိုမျိုး investment ဝင်တဲ့အခါမှာကြားဖြန့်လုပ်မယ်ရေလို့တော့သူတို့ကပြောတာတော့မဟုတ်ဘူးအာဒီမှာအထူးစီးပွားရေးစုံတွေထောင်မယ်ပြီးရင်အဲ့ဒီခေတ်ကာလတကယ်တရုတ်ပြည်ရဲ့အကြိုက်တရုတ်သမရရှီချင်းဖင်ရဲ့အကြိုက် better road ဒီကဘာကဘာတကွေးလန်စင်းအဲနဲ့အညီ logistic တို့ trade hub တို့ဒါတွေလုပ်မယ်လို့ပြောတာအဲ့တော့ အော်ဘတ်အငွေလေးအများကြီးဝင်မယ်ဆိုတော့တက်ဆိုင်ရဒေတာတွေမှာလည်းသဘောကျတယ်။နောက်မြန်မာပြည်လိုဟာမျိုးမှာじゃဒါမျိုးပြောနောက်ဒီလူတွေကလည်းတကယ်အဲ business တွေဟန်ပြတယ်၊ company တွေဟန်ပြကြီးတယ်အများကြီးပဲရှေ့မှာကုန်ဟို company တွေ single single လောက်တာလား။အဲ့တော့ home no home no ပေါ့။တစ်ဖက်မှာလည်းတက်ဆိုင်ရဒေတာလုံခြုံရေးတွေအာဏာပိုင်တွေသူကငွေပောက်ပြီးတော့ပဲ။အဲ့ဒါလို့ ਨੇ တရုတ်ပြည်မှာဘာဖြစ်လဲဆိုတော့တရုတ်ပြည်ကဒီဒီသူတို့ကပထမတော့ casino တို့ ဒီတရားဟိုဟို online gambling တွေဒါမျိုးတွေလုပ်နေတာ prostitution ဒါမျိုးတွေပဲလုပ်နေတာနေပြီးတော့အော် or scam online scam လုပ်တာက covid ကာလမှာပို့ပြီးတော့မြင့်တက်သွားအဲ့တော့ဘာဖြစ်လဲဆိုတော့တရုတ်ပြည်မှာလည်းအလိန်ခံနဲ့ကြားဖြတ်သားကောင်းနေတာအများကြီးအဲ့တော့ဘ ਹੁ ဆိုးရောက်ဖိအားပေးတာတွေဖြစ်လာတယ်ရုတ်ကအားဒါကို crack down လုပ်မယ်ဆိုပြီးတော့အုပ်စုတစုကပေါ်လာပြီးတော့30 20 consistency နေတာတည်တဲ့အတိုင်းပဲเนาะ အာရှမ်းမြောက်မှာဆိုရင်မီပယ်ရှိုးဝေးစတဲ့မိသားစုတွေဖန်ခံရတာဖြစ်ဒါမဲ့ဒီလုပ်ငန်းကပတ်စံရတော့သူတို့တွေရက်သွားတာမဟုတ်ဘူးသူတို့တွေကမြန်မာပြည်တွေကနေပြီးတော့ပဲဖြတ်ပြီးတော့လာတာရှမ်းမြောက်ကနေပြီးတော့စစ်တပ်တွေရဲတွေငွေနဲ့ပေါက်ပြီးတော့ထိုင်းမြန်မာနယ်စပ်ကိုအလုံးရင်ပြောင်းလာတိတာပဲအဲ့ချိန်တုန်းကဒီလူတွေအုပ်စုလိုက်ပြီးပြောင်းနေကြတာတိတာနော် now ဒီနယ်မြေမှာ တက်ဆာလက်နက်ကင်ဖွဲ့စည်းပေါ့အများပြန်တော့ဟိုစစ်တပ်နဲ့ချိတ်ဆက်နေတဲ့အဖွဲ့အစည်းဒီဟာနဲ့ပဲယူရတာဒီအဖွဲ့တွေကလည်းပတ်စံလိုချင်တော့အဲလောက်ကြတို့တို့ကလည်းငွေပဲကြည့်ပြီးတော့ဟာလာဒါဒါလက်ခံလိုက်ကြတာဘာဖြစ်လဲတော့ရှမ်းမြောက်ကကြားဖြတ်နေရဒီဒီမြန်မာနိုင်ငံတောင်ပိုင်းမှာရွှေကိုကူဘက်မှာရှိပြီးသားဒီမြောက်ဝီဘက်မှာရှိပြီးသားအဖွဲ့တွေထပ်ပြီးတော့ပွားလာတာမျိုးဖြစ်တော့เนาะအဲ့ဒါနဲ့ဘုရားသုံးစုဟိုးဟိုအထီကိုဟိုတောင်ပိုင်းတောက်လျှောက်လုံးက ကြားဖြန့်ယုံအစ်တွေအားကောင်းလာခဲ့ဒီတရုတ်စင်ဒီကိတ်ကြီးတွေကတရုတ်ရဲ့ company တွေကဒီဒီလိုမျိုးဒါ online ငွေလိမ်နဲ့လုပ်ငန်းတက်တက်မို့တခြားလုပ်ငန်းတွေအများကြီးရှိတယ်ငွေလိမ်နဲ့အဲထိုင်းမြန်မာနယ်စပ်ကငွေလိမ်နဲ့လုပ်ငန်းပေါ့ online scam လုပ်ငန်းတွေအရေးအတွက်ကဒီမြန်မာပြည်မှာစီအနာသိမ်းပြီးတဲ့နောက်ပိုင်းမှာနှစ်ဆမက တိုးသွားတယ် AFP ရဲ့ investigative story မှာပါနော်သူတို့ဂျိုဒူးတပ်ပုံတွေနဲ့ထေချာ တိုက်ဆိုင်စစ်ဆေးတဲ့အခါမှာတစ်ဆယ်နှစ်ဆက်ကွန်စစ်စင်ရင်နောက်ပိုင်းမြောက်ရီတဝိုက်မှာဘယ်စင်တာကစင်တာဝင်းကြီးတွေကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီအဲ့ဒီအဲ့ဒီဒီကိုတွားလေ့လာဘူးတကယ်ဟိုမှာတော့ဟိုတော့ခေါင်ကောင်းမှာတကယ်မြို့ကြီးပြကြီးအကြီးကြီးနော်တောင်တောင်မြန်မာပြည်မှာအဲ့လိုမျိုးမြို့ကြီးပြကြီးတော့ရှိဖို့မလိုအဲ့တော့အဲ့ဒီစင်တာတွေကအလုံးပေါင်း17ခုနဲ့20ခုဖြစ်သွားတယ်ဩစတြေးလျအခြေစိုက်တဲ့ ASIP ရဲ့ research အရဆိုရင် ူက ID လုပ်ငန်းတွေမှာလူကြီးတသိန်း2000လောက်လုပ်နေတယ်တချို့တွေလည်းလူကုန်ကူးခံရတာပေါ့အဲ့ဒါလို့ねဒီကြားပြန်လုပ်ငန်းတွေမှာလူကုန်ကူးခံတဲ့တဲ့င်းတွေပြလူပြန်လာတော့အခါကျတော့ဘာဖြစ်လဲ2024 February မှာမင်းသားဝိုင်ရှင်ပျောက်ပျောက်ပျောက်တယ်ဆိုတဲ့တဲ့င်းထွက်လာတယ်အဲ့မှာရွှေကုတ်ကိုအယောင်ပြဝင်စည်းတာဖြစ်တယ် time back chain ကလည်းအေးယူတဲ့အနေနဲ့မြားဝတီဖះသုံးစုနဲ့တာချီလေးကိုမီးရောအင်တာနက်တို့ဖြတ်တာတွေလုပ်ဒါပေမဲ့ ပြီးခဲ့တဲ့ August လောက်ထဲကနေပြီးတော့လုပ်ငန်းတွေအရင်တိုင်းပြန်တယ်။အော်အဲ့လိုနဲ့ NCA လက်မှတ်ထိုးပွဲဆယ်နှစ်ပြည့်ပြီးတဲ့အချိန်၄ရက်အကြာเนาะနောက်နောက်ပြောရရင် ASEAN စီဝေးသမရ American သမရ Trump အဒီအဟိုအရှာခီးစင်ဒီဟာမှာဒီကမတိုင်ခင်မှာအာမင်းမင်းအွန်လိုင်းလဲဒီလိုမျိုးအစည်းအဝေးတွေတက်လို့ဟိုဟိုတက်ခွင့်ရမလို့လို့ဘာလို့လို့ဖြစ်နေတဲ့အချိန် အဲ့ဒီမှာအော်တိုဘာလ19ရက်နေ့မှာစစ်ကော်မရှင်တပ်ကကြားဖြတ်စင်တာအဲ့ဒီဒီကိဘတ်ကိုဝင်စီးတယ်ဆိုပြီးတော့ပြောနော်ပြီးရင် तू ကသူလူ2000လောက်တွေ့ခဲ့တယ်ဗာညာနဲ့ပေါ့နော်တရင်ထုတ်ပြန်ခဲ့ဒီမှာလူအများရောထွေးနေတာရှိနိုင်တယ်ဒီအေကရင်ပြည်နယ်မှာရှိတဲ့အဲစံကြဖြန့်စင်တာကြီးဇုံကြီးတွေထဲမှာထင်ရှားတာအများကြီးပဲတကယ်ဇုံကြီးရတော့ထင်ရှားတာတော့ရွှေကုတ်ကိုနဲ့ကေကေပတ် အဲ့ဒီရွှေကုတ်ကိုမှရွှေကုတ်ကိုသူကအာအထူးစီးပွားရေးဆောင်6အနေနဲ့ရထိုင်မျိုးသေးလို့ခေါ်ပြီးတော့သူစီမံကိန်းတင်ပြတော့ဒေါ်လာ15ဘီလီယံစီမံကိန်းဆိုပြီးတော့ဟိုကျွန်တော်ကရင်ဆိုးရကင်ဒီနဲ့အစိုးရမှာတင်ပြခဲ့တယ်ဒါပေမဲ့လည်းအဲ့ဒီဟာကိုပြည်နယ်အစိုးရအနေနဲ့တရားဝင်သတ်မှတ်ပေးခဲ့တာမျိုးမဖြစ်ခဲ့ဘူးရွှေကုတ်ကိုမှဒီနေ့မြန်မာမှုလောက်တာဟောင်ကောင်မှာမှတ်ပုံတင်ထားတဲ့ရထိုက် International Holding Group ယထိုက် IHG ပေါ့အဲ့ဒီယထိုက် IHG ရဲ့တကယ်ပင်မခေါင်းကင်ပေါ့တကယ်ယင်းနှောင်းနံမှုလုပ်တဲ့သူအများစုကအခုထိုင်းမှာထောင်ကျနေတဲ့နော်တရုတ်ကသူ့ကိုလွှဲပေးပါဆိုပြီးတောင်းခံတာရတယ်ရှစ်ချစ်ကြံသူ့ရဲ့ယာဉ်ကသူကဖိလစ်ပိုင်မှာတရားမဝင်ထီလုပ်ငန်းလုပ်လို့တရုတ်တရားရုံးကသူ့ကိုဖောင်ရန်ထောက်ခံတာပြီးတော့သူကကမ္ဘောဒီးယားအာမပုန်တင်ကင်ထားတဲ့သူ ကီကီဘက်ကိုကြတော့ဒီဟောင်ကောင်အခြေဆိုင်နိုင်ငံဖြတ်ကျော်ရာဇဝတ်ဂါဟင်းဖြစ်တဲ့ 14K ခိုင်ရနေပြီးတော့ငွေထည့်ငွေမြုပ်တာဂိုင်းကောင်းဆောင်ကတကြိုးလို့လူသိများတဲ့ဝမ်ကွတ်ခိုင်ဒီဂိုင်းကနိုင်ငံပေါင်း30ကျော်မှာသူတို့ကွန်ရက်တွေရှိတယ်သူတို့ပတ်ဆိုင်ရမယ်ဆိုအကုန်လုပ်တယ်ဥမာပြည်စားလုပ်ငန်းလူကုန်ကူရာလက်နက်မောင်းကူငွေညှစ်တာနော် 14K ဆိုတာကသူက လူ14ယောက်နဲ့စပြီးတော့ဂိုင်းထောင်တာသူတို့ရဲ့ဌာနချုပ်ကအောင်ကောင်းဒီကိုင်လုံးမှာရှိတာပေါ့နော်အဲ့ဒါကြောင့် 14K လို့ခေါ်သူတို့ဂိုင်းဖွဲ့စည်းတဲ့ပုံစံသူတို့အခေါ်ဝေါ်ရဲ့နံပါတ်နဲ့ခေါ်တာဥပမာဂိုင်းကောင်းဆောင်ဆိုရင်489ဒုတိယကောင်းဆောင်ဆိုရင်438စစ်သားအဆင့်ဆိုရင်426ပါမန်ဂိုင်းဖွဲ့ဝင်ဆိုရင်449ပေါ့ ိုက်တဲ့ခါကျတော့သူကဒီနံပါတ်2သိပြီမယ်လေဘသူဘဲဝါရာဆိုတာတက်တည်ပြဖို့ခက်တာမျိုးဖြစ်အောင်ဒီအင်မတန်မှလျှို့ဝှက်တဲ့အဖွဲ့စီကဘာတဝမ်းလုံးသူတို့ခိုင်းအဖွဲ့ဝင်နှစ်သိန်းလောက်ရှိတယ်တဲ့ပြောရရင်တော့အများကြီးပဲเนาะဒါအခုတော့အချိန်ငန်းလင့်ပြီးတော့ဒီလောက်ပဲပြောပြရစီမြစီမရေဒီယိုရဲ့ဒီကနေ့ညပိုင်းစီစဉ်တွေကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်း စစ်အာဏာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါကြမ်းမာချမ်းသာကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့တူရည်တည်နေမဲ့မြစီမရေဒီယိုပဲဖြစ်ပါတယ်နာဆင်ကြတဲ့သူတွေအားလုံးကြမ်းမာကြပါစေခင်ဗျာ